မင်္ဂလာပါရှင်မက်စလာ9ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းဖမ်းလို့ရရှိထားတဲ့ဂျော်ရူတိန်မောင်းကြည့်မယ်ဆိုရင်တော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတရင်တန်းတရနေတဲ့ထူရနေပြီးတော့ကြံမင်္ဂလားပင်လယ်အော်မှာတရင်နေငယ်ဖြစ်ထွန်းနေပါတယ်မြမပင်လယ်ပြင်ခမ်းမန်းချက်တွေကတော့မြမကန်ရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းနေငယ်ရနေလှိုင်းတန်းတန်းရှိနေပါတယ်လှိုင်းမြင့်နေရတော့၄ပြရနေ၆ပြလောက်မြင့်တက်နေပါတယ်ရှင်မိုးရတော်နိုင်မှုခမ်းမန်းချက်တွေကတော့တနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးနေငယ်ရွာတော်နိုင်ပါတယ် စကိုင်းတဲ့ထပ်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာတရင်တန်းတန်းဖြစ်ထွန်းနိုင်ပြီးတော့တံမြင်နယ်နဲ့တိုင်းနယ်မှာတော့အများအပြားတိုင်းရနိုင်ငံလို့ခန့်မှန်းထားပါတယ်ရှင်။နေပူချိန်ခန့်မှန်းချက်တွေကတော့အမြင့်ဆုံးပူချိန်တွေနေနဲ့မကွေးတိုင်းမှာ36ဒီဂရီစင်နီဂရိတ်ဝန်းကျင်လောက်မြင့်တက်နိုင်ပါတယ်။ဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းလိုက်မျိုးတော်ကြီးတွေမိုးလေဝသခန့်မှန်းချက်တွေကိုလည်းတက်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်။